ရန်ကုန်တိုင်းလှမ်းသာမြို့နယ်တောင်ကြီးမြို့မရဲစခန်းကိုတော်လိုင်းတပ်တွေကလက်ပစ်ပုံးနဲ့တိုက်ခတ်ရမှာစစ်တပ်ရဲ့ရဲဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ရန်ကုန်တိုင်းပါကာဖတ်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘန်27ညဆန်တိုင်းခန့်မှာလက်ပစ်ပုံးသွလို့နဲ့တိုက်ခတ်တာဖြစ်ပြီးပြည်မှတ်ကိုထိမှန်တယ်လို့ဆိုပါတယ်။တရားမဝင်ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့နေရာတွေဟာပြည်မှတ်ဖြစ်လာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။ဒီတိုက်ခတ်မှုကိုနောက်ဘက်ခံရဲ့ပါကာဖတ်ကဥဆောင်ပြီးကြီးမြင့်တိုင်းလောက်တာမြို့နယ်ပါကာဖတ်တွေနဲ့ မာမေ operation free တို့ကပူပေါင်းဆောင်ရတာလို့ဖော်ပြထားပါတယ်။ကချင်ပြည်နယ်ခေါလန်ဖူးမြို့နယ်ရှိဌာနေပြည်သူ့စစ်ကမ်းတစ်ခုကို KIA ကချင်လွန်လိုက်တက်မတော်နဲ့မာမေတွေကသိပ်ပက်လိုက်တယ်လို့ The 74 Media ကဖော်ပြပါတယ်။အော်တိုဘာ19မှာအင်အား30ကျော်တပ်ဆွဲထားတဲ့ရှီလနာကြီးရွာနေကဌာနေပြည်သူ့စစ်ကမ်းတစ်ခုနဲ့အော်တိုဘာ20မှာမခေါန်တန်းကြီးရွာကနောက်ထပ်ပြည်သူ့စစ်ကမ်းတစ်ခုကိုသိပ်ပက်လိုက်တာလို့ဆိုပါတယ်။ ဒီလိုစခန်းသေးခံရချိန်မှာပြည်သူစစ်တွေကစစ်တပ်ကိုအကူအညီတောင်းတဲ့အတွက်စီးလင်းရင်တွေကဒီကြေးရွာနှစ်ခုပါဝင်လမ်းဆယ်ကြေးရွာကိုပါနှစ်ရက်ဆက်တိုက်ဗိုလ်ကျဲတက်ခတ်ခဲ့တယ်လမ်းဆယ်ရွာကိုအခုအော်တိုဘာ20နှစ်မှလဲစစ်တပ်ကလင်းနဲ့ဗိုလ်ထက်ကျဲသွားသေးတယ်လို့ဖော်ပြထားပါတယ်ကချီပြည်နယ်ဖားကန့်မြို့လုခင်းနယ်မော်စီစာကျောင်းဝိုင်းတွင်အော်တိုဘာ20နှစ်ည9:00နာရီခန့်မှာတနက်သားတွေပောက်ကွဲတဲ့နေကြားရတဲ့ရုတ်တံမှတ်တမ်းတစ်ခု အချင်း news crew ကတင်ထားပါဗျ။ဒီသာတွင်သတင်းဌာနတချို့ရဲ့ဖော်ပြချက်အရစစ်ကောင်စီတပ်တွေဟာကားတွေနဲ့ဖက်ကံမျိုးတွေဝင်လာပြီးလူစီကားတဲ့ဈေးတန်းကိုရန်သားပြစ်ခတ်သွားတာလို့သိရပါဗျ။အရင်နေ့တွေကတော့ဖက်ကံမျိုးနဲ့တည်းရှိ KIA တန်ရင်၆ဖက်ကိုဝိုင်းတွဲလျင်ကပုတ်ကျတာဖက်ကဒေသတွင်စစ်တပ်ကနေအေရီကိုမိရှုတာကြားခဲ့ရပေမဲ့ဈေးတန်းထက်အခုလိုပြစ်ခတ်တာကတော့ဒါပထမဆုံးကြားရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မောင်တွန်းမြို့နယ်ကျောက်ပတူရွာကနေရသတောင်မြို့နယ်စီတီပြင်ကျေးရွာမှာဈေးဝယ်ပြီးပြန်လာတဲ့ခီးသက်တင်ရင်ကို အာစာဖက်ကတိုက်ခိုက်တဲ့အတွက်နှစ်ဦးသေပြီးသူဦးတန်ရတယ်လို့အေအေအာရခတ်တပ်တော်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ20နှစ်မွန်လွဲ့နေ့တိုင်းခတ်မှာအာစာဖက်ကတိုက်ခတ်ပြီးအဝေးကို ခေါ်သွားကြောင်းသတင်းရတဲ့အတွက်အေအေတပ်တွေကလိုင်းလံရှာဖွေရမှာမဝွေဝေဆိုးအသက်30နဲ့နန်းနိုင်ဆွေအသက်40တို့နှစ်ဦးသဏ္ဍာန်တရံနဲ့သေဆုံးနေတာတွေ့ရပြီး အသက်၃နှစ်အရွယ်မခိုင်မြတ်မွန်ကသူ့အမိဝီဝီဆိုးရဲ့အလောင်းပိတ်မှာမသေးပဲကြံနေတာတွေ့ရတယ်လို့ဆိုပါတယ်။နောက်မှာတော့အာဆာလက်ကနေထွက်ပြေးလွမြောက်သွားတဲ့ကာသမာကိုထွန်ဝင်းနဲ့ဤတဲ့မုံသန်းထွေတို့ကိုလည်းအနီးဝန်းကျင်မှာတန်ရာတွေနဲ့တွေ့ရတယ်လို့ဖော်ပြပါတယ်။စစ်ကောင်စီတပ်ဟာအေအေရဲ့မကွေးတိုင်းပဲခူးတိုင်းအီယာဝတီတိုင်းနဲ့ကဘာစားတွေကိုဥတီတိုက်နေတဲ့ထိုးစစ်ကိုအာယုပြောင်းနိုင်ဖို့အတွက်နောက်ကျောဖက်ကနေအာဆာကိုမျှော်ပြပေးတာနဲ့ င်လယ်မြေဖက်မှာထိုးစစ်ပြင်နေတာတွေရှိနေတယ်ဆိုပြီးအကက်ခတ်တွေကထောက်ပြနေစင်မှာအခုအာဆာရဲ့တက်ခတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်တနင်္သာရီတိုင်းလုံလုံမြို့နယ်မမကန်ကန်းချီအနေရှိကရင်ကြီးရွာမှာစစ်ကောင်စီတန်းနဲ့ဒေသခံတော်လိုက်တာတွေတိုက်ပွဲဖြစ်ပြီးတဲ့နောက်ရွာသား50ခန့်ထိစစ်တပ်ကဖမ်းသွားတယ်လို့တဝဲဝက်ရှ်ကဖော်ပြပါတယ်အော်ဒီဝန်ဆက်တဲ့ညနေပိုင်းမှာအင်အား100ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာ သဘောဆေပြင်ကြီးကြည့်ရဖက်ကနေကရင်ကြီးကြည့်ရဖက်ထိုးဝင်လာစဉ်တော်လိုင်းတပ်တွေနဲ့နှစ်နိုင်ကြာတိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။အော်တိုဘာ20နှစ်မနက်ပိုင်းမှာတော့အဲ့ဒီစစ်ကြောင်းကရင်ကြီးကနေကပ်ပနီကြည့်ရဖက်ထိုးဆင်းလာစဉ်စေပီရှောင်းတွေကိုလမ်းမှာတွေ့ပြီးဖမ်းသွားတယ်။ကလေးနဲ့မျိုးသမီးပါပင်50ခန့်တည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။20နှစ်ညပိုင်းမှာတော့ကပ်ပနီရွာနဲ့ပညာကြီးရွာကြားမမကန်ပင်လယ်ပြင်မှာရန်နာထားတဲ့စေသိန်းဘောက်ကနေ ရွာတွေကိုလည်းလည်းကြီးနဲ့လှမ်းပစ်တယ်လို့လည်းဆိုပါတယ်။ဒီစစ်ကြောင်းဟာကမ္ဘောဒီးယားရှိမောရဝတီရေဒါဌာနချုပ်ကနေစစ်သင်းဘောတွေနဲ့ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီးရေဖြူနဲ့လောင်းလုံးမြွနဲ့ပင်လယ်ကမ်းတစ်လျှောက်ကကြီးရွာတွေကိုတရွာဝင်တရွာထွက်စစ်ကြောင်းထိုးနေတာလို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ထမ်းမြမနယ်စပ်တောင်ရင်ပင်နာရှိမင်းလက်ပံကြီးရွာမှာစစ်ကောင်စီတပ်နဲ့ကရင်လေး ပြည်မျိုးသားလူမျိုးရေးတပ်မတော်တွေကြားတိုက်ပွဲပြစ်ထန်နေတဲ့အတွက်ဒေသခံတွေထိုင်းဖက်ကံကိုထွက်ပြေးနေတယ်လို့ Green Information Center ကဖော်ပြပါတယ်။ October 20နေ့မနေ့ဘက်ကနေညနေထိတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါတယ်။ပြည်ခရဲရဲတွေတွင်လက်ကိတ်ကွန်ဝန်ကျင်မှာတိုက်ပွဲတွေဖြစ်ပြီးနောက်အခုမင်းလက်ပံရွာထိတိုက်ပွဲရောက်လာတာဖြစ်ပါတယ်။တချို့ထဲမှာပဲကြပ်ဖြန့်ငွေလီလုံငန်းနဲ့နာမည်ကြီးနေတဲ့ KK Park ကိုစစ်ကောင်စီတပ်တွေဒုတိယကြိမ်ဝင်စီးမယ်လို့သတင်းရတဲ့အတွက် တရုတ်နိုင်ငံသားတွေပါဝင်ရာနဲ့ချီတဲ့လူတွေကိုကရင်နယ်ခြားစောက်တပ် BGF ကကားတွေနဲ့နေရာ ပြောင်းပေးနေတယ်လို့ KNC ကဆက်လက်ဖော်ပြပါတယ်။ပြီးခဲ့တဲ့19ရက်နေ့ကစစ်တပ်ရဲ့ဝင်စီးမှုဟာရုတ်ရှင်ဆန်ဆန်ဟန်ပြလုပ်တတ်တာ ဖြစ်တယ်လို့ဝေဖန်မှုတွေထွက်ပေါ်ပြီးတဲ့နောက်အခုဒုတိယကြိမ်အမှန်တကန်ဝင်စီးမဲ့ဆိုပြီးသတင်းထွက်လာတာကြောင့်ကြက်ဖြတ်လုံခွင့်ကနိုင်ငံခြားသားတွေပါဝင်အလို့သမားတွေထွက်ပြေးနေကြတာဖြစ်ပါတယ်။ဒီတော့တွင် AFP သတင်းတပိုးရဲ့ဖော်ပြချက်အရ KK ပရွှေကုတ်ကိုပါဝင် ကျပ်ဖြတ်ငွေတွေလုံငတ်ခွင့်မှာအသုံးပြုနေတယ်လို့ယူဆရတဲ့ Starlit အလို2500ကို Space H ကအင်တာနက်ပေးလိုက်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာမြဝတီဒေတာရွှေကုတ်ကူကိုကျပ်ဖြတ်ဖြူခွင်းရေးကိုတရုတ်နဲ့ထိုင်းကပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်ထိုင်းဘက်ကနေလျှက်စင်မီနဲ့အင်တာနက်တွေဖြတ်တောက်ခဲ့ပါတယ်။အဲ့ဒီနောက်ကျပ်ဖြတ်သမားတွေက Starlit အင်တာနက်တွေဝယ်ပြီးအီကောင်မိုးတွေပေါ်မှာတက်ဆင်တယ်လို့ဆိုပါတယ်။ဒီကိစ္စပေါ်အမေရိကန်လွှတ်တော်အမတ်တွေကြားသည့် ဆွေးနွေးစရာဖြစ်လာပြီးတဲ့နောက်မှာတော့ Starlink ပန်းရှင် SpaceX ကအခုလို internet line ပေးလိုက်တာလို့သိရပါတယ်ခင်ဗျာ။